င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်တပ်တော်အေအေသိမ့်ပိုက်ထားတဲ့မြို့နယ်တွေကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေအကုန်လုံးစစ်တွေမြို့ကိုလာပြီးသတင်းပို့ဖို့အပြင်ရခိုင်တပ်တော်အေအေရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်တာမျိုးမလုပ်နဲ့ဆိုပြီးစစ်ကောင်စီကတတိပေးစာထုတ်လိုက်ပြန်နေဆိုပါတယ် ကချင်ပြည်နယ်မိုးမောက်မြို့နယ်ကအကြက်ဖက်စစ်ကောင်စီရဲ့ဒါဆိုင်တောင်တပ်စခန်းကို KAI နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိတ်သက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်တပ်တော် AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေအကုန်လုံးစစ်တွေမြို့ကိုလာပြီးသတင်းပို့ဖို့အပြင် ရခိုင်တတော်အေအေးရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်တာမျိုးမလုပ်နဲ့ဆိုပြီးစစ်ကောင်စီကတတိပေးစာထုတ်လိုက်ပြန်တယ်လို့စစ်တွေမြို့ရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိရခိုင်တတော်အေအေးကပလောဝကြောက်တော်မြောင်ဦးမင်းများပေါက်တော်ပုံနာကျုံမြေပုံနဲ့ရမ်းပြဲမြို့တွေကိုအပိတ်တသိမ့်ပိုက်ထားတာပါအဲ့ဒီလိုရခိုင်တတော်အေအေးကသိမ့်ပိုက်ထားတဲ့မြို့တွေကစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့စစ်တွေမြို့ကိုမဖြစ်မနေလာပြီးတည်င်းဖို့ရုံတက်ဖို့ ਨੇ အဲ့ဒီလိုမလာတဲ့သူတွေကိုခွင့်မဲ့ပြက်ကွက်စရင်သွင်းမယ်လို့ပါစစ်ကောင်စီကချင်းချောက်ထားတယ်လို့စစ်တွေမျိုးမှာရှိတဲ့ဌာနဆိုင်ရာသတင်းအရင်းမြစ်ကပြောထားပါတယ်အကြံဖတ်စစ်ကောင်စီကလက်ရှိရခိုင်တပ်တော်အေအေသိမ့်ပိုက်ထားတဲ့မြို့တွေမှာသူတို့ရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုအေအေရဲ့အုပ်ချုပ်ရေးရန်ညားမှာအပုံးပြုမှာကိုအလွန်စိုးရိမ်နေကြတယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုအကြံဖတ်စစ်ကောင်စီကသူ့ရဲ့ဝန်ထမ်းတွေကိုစစ်တွေမှာလာပြီးသတင်းပို့ဖို့ညွှန်ကြားနေပြီမဲ့လက်တွေ့မှာတော့ အဲ့ဒီစစ်တွေမှာရှိတဲ့သူ့ရဲ့ဝန်ထမ်းတွေကိုတိုင်တော်ထွက်ပြေးဖို့ကြံစီနေတာတွေပြင်ဆင်နေတာတွေ ਨੇ တချို့ဆိုပြေးတော်ပြေးသွားကြပြီလို့ရခိုင်ပြည်နယ်ထွေအုပ်ဝန်ထမ်းတို့ကပြောထားပါတယ်ခင်ဗျဒီတစ်ခါကချင်ပြည်နယ်ဘက်မှာတော့မိုးမောင်မြို့နယ်ကကျန်းဖက်စစ်ကောင်စီရဲ့ဒါဆိုင်တောင်တက်စကန်ကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်သိမ့်ပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့မတ်လ14ရက်နေ့မနက်7:00နာရီကျော်လောက်မှာပဲ မုံမောင်မျိုးနဲ့ကအချက်ဖတ်စစ်ကောင်စီရဲ့ဒါဆိုင်တောင်တက်စကန်ကိုစစ်တပ်ကလေကြောင်းကနေတောက်လျှောက်ဘုံကျဲတိုက်ခိုက်နေတဲ့ကြားကပဲ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစကန်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီဒါဆိုင်တောင်စစ်တပ်စကန်ကို KIA နဲ့မဟာမိတ်တပ်တွေဟာမနေ့ကစပြီးတိုက်ခိုက်တာဖြစ်တယ်လို့စစ်တပ်စကန်ကတောင်ငုံဘုံမှာရှိတဲ့အတွက်စစ်ကောင်စီတပ်သားတွေဟာတောင်ငုံဘုံကနေပြစ်ခတ်နေတာရောလေကြောင်းကပါဘုံကျဲတိုက်ခိုက်နေတာရောဆိုတော့မလွယ်ဘူးထင်နေပေမဲ့ ဒီကနေ့မနက်မှာတော့တော်လိုင်းမဟာမိတ်တပ်တွေကစကန်တစ်ခုလုံးကိုအောင်မြင်စွာနဲ့ပဲတိမ့်ပိုက်ရရှိသွားတယ်လို့ KIA သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိကချင်ပြည်နယ်ကဗမော်မိုးမောက်နဲ့ဝိုင်းမော်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဗမော်မြို့မှာဆိုရင်စစ်တပ်စကန်၄ခုလောက်သာကျန်တော့ပြီ။အဲ့ဒီစစ်တပ်စကန်တွေကိုတိမ့်ပိုက်ပြီးရင်တော့ဗမော်မြို့ကိုရပြီလို့လဲ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ တဆက်ထဲမှာပဲကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်ကတိုက်ပွဲတွေအတွင်းပိတ်မိနေတဲ့ကျင်းရွာနှစ်ရွာကပြည်သူအယောက်တထောင်ကျော်ကိုအရက်ဖတ်အဖွဲ့စည်းတွေကကယ်ထုတ်နိုင်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝိုင်းမော်မြို့နယ်အောင်မြင်နှင့်ကျင်းရွာနဲ့ရွှေညောင်ကျင်းရွာတွေမှာပြည်သူအယောက်တထောင်ကျော်ဟာတိုက်ပွဲတွေတွေပိတ်မိနေတယ်ဆိုပါတယ်အဲ့ဒီလိုပိတ်မိနေတဲ့ပြည်သူတွေကို Peace Creation Group အဖွဲ့ကဦးဆောင်ပြီးဘာသာရေးဆိုင်ရာအဖွဲ့စည်းတွေလူမှုကယ်ဆယ်ရေးအဖွဲ့စည်းတွေကဝိုင်းဝန်းကူညီပြီးတော့ တွဲကအစီး90လောက်နဲ့ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုကဲထုတ်ပေးလာတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုဝိုင်းမော်မြို့ပေါ်ခေါ်လာပြီးရှန်တိုင်သာစစ်ဘေးရှောင်ပြည်သူတွေကိုလည်းမိုင်းလာ IDP စခန်းကိုပို့ပေးထားတယ်လို့ဒေသနေပြည်သူတို့ကပြောထားပါတယ်။လက်ရှိကချင်ပြည်နယ်တဝမ်းမှာတော့ KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတခါမွန်ပြည်နယ်ဘက်မှာတော့ ရေးမြို့နယ်ကချောင်းတောင်တတားမှာရှိတဲ့အကျန်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကိုရေးဘလူးအဖွဲ့ကနေဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရမှာစေကောင်းစီတပ်သား၂ဦးပွဲချင်းပြီးသေသွားတဲ့အပြင်၄ဦးကတော့မပေမရှင်ဖြစ်နေတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မတ်လ၁၄ရက်နေ့မနက်ပိုင်းမှာပဲချောင်းတောင်တတားဂိတ်မှာရှိတဲ့စေကောင်းစီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုရေးဘလူးတပ်ဖွဲ့ကနေဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား၂ဦးကတော့ပွဲချင်းပြီးကိုပြေသွားပြီး နောက်ထပ်၄ဦးကတော့စန့်ငင်စန့်ငင်နဲ့မသိမရှင်ဖြစ်နေတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်။ပြစ်ခတ်မှုအတွင်းရေဘလူးအဖွဲ့ဝင်ရဲဘော်တအူးလည်းမစိုးရင်ရတဲ့တန်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကစစ်တပ်ထဲမှာတလ9သိန်းကျော်လာစားနဲ့ရိတ်ခါအပြည့်ပေးပြီးပညာသင်ပေးမယ်ပြောအောင်ထားမယ်လို့ပြောပြီးစစ်မှုထမ်းရမယ်လူငယ်တွေနဲ့မိဘတွေကိုစီယုံနေပြန်တယ်လို့အစီဝေတက်ရောက်ခဲ့တဲ့အုတ်ထိန်သူမိဘတချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ် လက်ရှိနေပြည်တော်ရန်ကုန်မန္တလေးနဲ့အေရဝတီတိုင်းအပါအဝင်တနိုင်ငံလုံးမှာလူငယ်တွေကိုအေပယ်လကစပြီးစစ်မှုထမ်းဖို့အတွက်နမဲစရင်တွေနဲ့တကွစစ်ကောင်စီကစင့်ခေါ်စာတွေပို့နေပြီဆိုပါတယ်အဲ့ဒီလိုနမဲစရင်ပါတဲ့လူငယ်တွေရဲ့မိဘအုပ်ထိန်းသူတွေကိုသဆိုင်ရန်အုပ်ချုပ်ရေးမှုတွေကအစည်းအဝေးခေါ်ပြီးလူငယ်တွေထွက်မပြေးကြဖို့နဲ့မိဘတွေကလည်းကိုယ့်ရဲ့သားသမီးတွေကိုကြီးကြီးပြူပြူစစ်ထဲသွင်းကြဖို့လိုက်လံစည်းရုံးနေတယ်လို့သိရပါတယ်အဲ့ဒီလိုစည်းရုံးတဲ့နေရာမှာလည်း စစ်တပ်ထဲမှာတလ9သိန်းကျော်လစာနဲ့ရိတ်ခါအပြည့်ပေးပြီးပညာသင်ပေးမယ်ပျော်အောင်ထားမယ်လို့ပါပြောပြီးတော့စီယုံနေတာဖြစ်တယ်လို့အစီဝေးတက်ခဲ့တဲ့မိဘတအုပ်ကပြောထားပါတယ်လက်ရှိမှာတော့ပြည်နယ်နဲ့တိုင်းအားလုံးမှာမတ်လ23ရက်နေ့ညပိုင်းကစပြီးဧပြီလကုန်စတင်မဲ့စစ်မှုဒဏ်အပတ်စဉ်တစ်အတွက်လူငယ်တွေရဲ့နာမည်စာရင်းတွေကိုစစ်ကောင်စီကဒီကနေ့မတ်လ14ရက်နေ့မှာနောက်ဆုံးထားပေးဖို့ခိုင်းထားပြီးနာမည်စာရင်းမှာပါတဲ့လူငယ်တွေကိုထွက်မပြေးအောင် နီးလန်းမျိုးစုံနဲ့မလုံးပေးစီယုံဓာတ်တွေလှုပ်ဖို့ကိုပါစစ်ကောင်စီကအုတ်ချုပ်ရင်းမှုတွေကိုညှွန်ကြားထားတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့အကြံဖက်စစ်ကောင်စီရဲ့အာမစစ်သားစုဆောင်မှုကိုစန့်ကျင်တိုက်ဖြတ်ရေးလက်မရေးထိုးလှုပ်ရှားမှုကိုပြုလုပ်ပြီးနိုင်ငံတကာကနေအရေးယူမှုလှုပ်ဖို့ NUCC နဲ့ NLD ပါတီကပူးရဲဆောင်ရွက်သွားမယ်လို့ဒီကနေ့မတ်လ14ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်အကြံဖက်စစ်အုပ်စုဟာရွေးကောက်ခံရတအစိုးရစီကနေလက်နက်အကူနဲ့အာဏာကိုမတရားသိမ်းယူပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့နိုင်ငံအနှံ့တိုက်ပွဲတွေမှာအဓမ္မလှုပ်အားခိုင်းစေဖို့နဲ့လူသားတိုင်းလှုပ်ဖို့လူငယ်တွေကိုပြစ်မှတ်ထားပြီးစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်တယ်ဆိုပါတယ်။ဒါဟာလူငယ်တွေရဲ့အသက်သွေးချွေးတွေကိုစတေးပြီးစာနာရှင်ဆက်လက်တည်တံ့ဖို့လှုပ်နေတဲ့လှုပ်ရတာဖြစ်တဲ့အပြင်သူတို့ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေထဲမှာလူငယ်တွေကိုပါဆွဲသွင်းနေပြီးဖြစ်တဲ့အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာပြည်သူလူထုတရက်လုံးအနေနဲ့ပြက်ပြက်တာတာစန့်ကျင်ရမှာဖြစ်တယ်လို့ AUCC နဲ့ NLD ပါတီရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ အဲ့ဒီအတွက်အကြံဖက်စကောင်စီရဲ့အရမစစ်သားစုဆောင်းမှုစန့်ကျင်တိုက်ဖျက်ရေးလူမှုလှုပ်ရှားမှုအဖြစ်စုပေါင်းလက်မှတ်ရေးထိုးမှုကို2024ခုနှစ်မတ်လ10ရက်နေ့မှာစတင်ဆောင်ရွက်နေပြီဖြစ်တာကြောင့်မြန်မာပြည်သူလူထုရဲ့သဘောထားဆန္ဒအဖြစ်ရရှိလာတဲ့လက်မှတ်တွေကိုကုလသမဂ္ဂနဲ့အာဆီယံပါဝင်နိုင်ငံကအစိုးရတွေနိုင်ငံကအဖွဲ့အစည်းအသီးသီးကိုပေးပို့သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေပူးပေါင်းပါဝင်လက်မှတ်ရေးထိုးကြဖို့ကိုလည်းအန်ယူစီစီနဲ့ NLD ပါတီတို့ကနေထုတ်ပြန်ချက်ထဲမှာတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ